အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်မမာလာနေတဲ့ရခိုင်တွေအနေနဲ့မိမိတို့ဒေသရခိုင်ပြည်နယ်ကိုထွက်ခွာသွားပေးဖို့မပူးတူးပန်ကြားလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာပါမျိုးတို့ရေကျွန်မမပူးတူးမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ28ရက်နေ့ဖြစ်ပါတယ်မြင့်နေရာကျုံကိုလိုနီလက်အောက်ကနေအဖရခိုင်ပြည်လွတ်မြောက်ဖို့အတွက်စစ်မှုထမ်းဥပဒေထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့ခိုင်လုံခါကပြောပါတယ် နော်နာမည်ကတော့ခိုင်သူကတကယ်တမ်းတော့ရခိုင်ပြည်သူတွေကိုဒုက္ခပေးနေတဲ့အတွက်ခိုင်ဒုက္ခလို့နာမည်ပေးရခြင်းဖြစ်တယ်နော်သူကအဝေးမှာရှိနေတဲ့နော်ပြည်မမှာရှိနေတဲ့ရခိုင်နေအကုန်လုံးလည်းပဲသူတို့ရခိုင်ပြည်လွတ်မြောက်ဖို့အဖရခိုင်တော်တူထောင်ဖို့ရခိုင်ပြည်ကိုပြန်ပြီးစစ်မှုထမ်းရမယ်။တချို့ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးလည်းရခိုင်ပြည်ရဲ့အပြင်ဘက်ကိုထွက်ခွာမရှိဘဲနဲ့ရခိုင်ပြည်ထဲမှာအကျဉ်းချပြီးစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထုတ်ပြကြပါတော့။ဒီညမှာလေအရင်နေနေခတ်ချိုးချိုးနေတဲ့ရခိုင်နေ เนาะခင်ဗျားတို့ AA ကခေါ်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကိုပြန်ခေါ်ကြပါကျမတို့ပြီးမှထဲမှာကိုရခိုင်နဲ့ကရခိုင်နေရွှေပြောင်းနေထိုင်ကြတဲ့လူတွေရှိတယ်။ပြည်မမှာရွှေပြောင်းနေထိုင်ပြီးတော့အလုတ်ကန်စီးပွားရေးတွေအဆင်ပြေပြီးကြီးပွားချမ်းသာနေတဲ့လူတွေလည်းရှိတယ်။လက်ရှိမှာ AA ကနေပြီးတော့နိုင်ငံတော်ကိုပုံခံတဲ့အတွက်ကျမတို့ပြည်မလာကြည့်ပါရခိုင်ကြီးပဲ။ရန်ကုန်မှာလာကြည့်ပါရခိုင်နေအများဆုံးရှိတယ်။နော်အများဆုံးကျမတို့ပြည်မတွေကိုပြေးလာကြတယ်။အဲ့ဒီမှာ ပြီးမြောက်မှာနေတယ်ကျမတို့ပြီးမမှာကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့ပြီးတော့ပြီးမမှာအေးအေးချမ်းချမ်းနေလို့ရပါလေနဲ့နေတော့ကျမတို့ဗမာပြည်အများဆုံးရှိတယ်ပြီးမမှာလာနေတယ်စီးပွားရေးလောက်ကင်စားတော့ပြီးတော့တဖက်လက်နဲ့အေးအေးကိုလူအားငွေအားနဲ့ထောက်ပံ့နေနဲ့အရေးနေနေခချိုးချိုးတွေရှိရင်အကုန်လုံးပြန်ခေါ်ကြပါပြန်သွားကြပါပြန်သွားကြပါနော်ဆိုတော့အေးအေးနဲ့စဉ်းစားကြရမယ့်တစ်ချက်ရှိတယ် ီးပါးမှာရှိနေတဲ့ကျမတို့နော်ရခိုင်ပြည်အပြည်ပါနော်ခြောက်တိုင်းနယ်ပြည်နယ်တွေမှာရွှေပြောင်းနေထိုင်နေတဲ့ရခိုင်တွေကစီးပွားရေးရအခြေချရှိတဲ့လူတွေကဘယ်သူမှရခိုင်ပြည်ကိုမပြန်ကြတော့တော်တော်များများကတခြားတိုင်းနယ်ပြည်နယ်တွေမှာအခြေချနေကြတယ်ဒါဆိုရင်ထွက်ခွာသွားတဲ့ရခိုင်တွေကလည်းပဲပြီးသူတို့ရခိုင်ပြည်ကိုမပြန်တော့ဘူးရခိုင်ပြည်ထဲမှာရှိနေတဲ့ရခိုင်တွေကလည်းအခုတိုက်ပွဲကြောင့်တိတ်ရမယ်ဆိုရင်ရခိုင်ပြည်ရဲ့အနာဂတ်ဒီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက်စုံစည်းမြိုင်ကိုစစ်ကောင်စီပုံကျဲ ိုင်းမြန်မာနယ်စပ်အနီးကရင်ပြည်နယ်မြဝတီမြို့နယ်တေဘောဘိုးရွာထိပ်ရှိတပ်စခန်းကိုစစ်ကူလာသည့်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက်စုံစည်းမြန်ကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံကသိရသည်။စုံစည်းမြန်အားစစ်ကောင်စီတပ်ကယနေ့မေလ28ရက်မွန်းလွဲတနားဤကျော်တွင်လေကြောင်းမှဗုံးကျဲခဲ့ခြင်းဖြစ်ပြီးတက်ကြီးပိုင်းအဖွားအုပ်တဦးတည်ဆုံးပြီးကလေးတဦးအပါဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ အဆိုပါကြေးရွာသည်စစ်ကောင်စီနှင့်အပြစ်ခတ်ရစဲရေးလက်မှတ်ထိုးထားသောဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ဌာနချုပ်တရှိရာဒေတာဖြစ်သည့်စုံစည်းမြိုင်မှ လေရင်နဲ့ဘုံကျဲလို့အဖွားကြီးတယောက်တည်ပါတယ်ပဲပြုတ်ရောင်းတဲ့အဖွားပါ ရွာထဲကိုကြတာကလေးတယောက်နဲ့လူကြီးတယောက်ထိပြီးအိမ်နှလုံးထိတယ်တဲ့ဟုစုံစည်းမြိုင်ဒေတာခန့်တူဦးပြောဆိုမှုကိုမိသားစုဝင်တူကပြန်ပြောပြသည်ဘုံကျဲခံရမှုကြောင့်အရက်သားထိခိုက်တေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်အားဆက်သွယ်ရေးအခက်အခဲကြောင့်မသိရသေးပေ တော်လန်ရေးအင်အားစုပူးပေါင်းတပ်များ၏ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသည့်တေဘောဘိုးစခန်းအားစစ်ကူအဖြစ်ဝေါ်လီဗျူဟာမှတဆင့်ပေးပို့သည့်စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ရေးအင်အားစုပူးပေါင်းတပ်ကတိုက်ခိုက်ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သားအချို့နှင့်လက်နက်ခဲယမ်းများတင်စီရမိခဲ့သည်ဟု Black Panther Column ကထုတ်ပြန်ထားသည့်ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ 6နယ်မြေအတွင်းရှိတေဘောဘူဝေါ်လီဥဂရိတဘရင်နောင်ကနယ်လီမော်ခီထိကပလက်စစ်ခံများကိုတော်လန်ရေးတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းသိရသည်ရခိုင်ပြည်မှာရှိတဲ့ရခိုင်လူထုရဲ့မျိုးဆက်ခင်ဗျားတို့ထဲအတွင်းစဉ်းစားဖို့လိုအပ်ပါတယ်နော်ဒီလောက်ကိုတော့ ဒီတော့ပဲအချင်းချင်းပြောချင်တယ်ဘာလို့ဆိုတော့ရခိုင်ကြောင်ပြောလို့ရှိရင်အမြဲတမ်းကျွန်မအကောင့်အခုဆိုလို့ရှိရင်လည်းမအကောင့်ဝိုင်းနေဖြစ်နေနောက်ဆုံးဒါကနောက်ဆုံးအစဉ်သတိပေးတာဖြစ်နေပြီနောက်ဆိုတော့ကျွန်မဒီနေ့တင့်တော်သုံးချင်းကနောက်ဆုံးသုံးချင်းဖြစ်တယ်ကျွန်မဒီအကောင့်ကိုနားထားပြီးတော့ကျွန်မနောက်ဆိုရင်သတင်းတွေကို YouTube ကတင်ပါမယ် YouTube မှာဆိုလို့ရှိရင်ကျွန်မတက်တော်ကောင်ကိုလက်ရှိတက်တော်ကောင်ဝင်ကြည့်အဲ့မှာ YouTube link ကိုချပေးထားတယ်မဟာဘေးဆိုတဲ့ YouTube link ရှိအဲ့ဒီ YouTube ကပဲကျွန်မသတင်းတွေတင်ပါတော့မယ်ဆိုတော့ဒီနေ့ YouTube မှာအာ sorry တင့်တော်မှာသတင်းပေါ်တာနောက်ဆုံးဖြစ်ပါတယ်เนาะတလက်စာတွေမှာ ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတနဲ့တင်းနှင်းနိုင်တိုင်းဝန်ကြီးချုပ်တို့တွေ့ဆုံပြီးတော့ဒဝဲထူးစည်းပွားရေးဆောင်အတွက်တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။နော်ဒဝဲစီမံကိန်း နိုင်ငံရေးမှာကတက်ဆိုင်နေဆိုတာမရှိဘူးဗျာတိုက်တိုက်ဆိုင်တိုင်းပဲကျမတို့လက်ရှိမြန်မာနိုင်ငံမှာအိန္ဒိယတန်မတ်နဲ့အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီးတော့ဇဝဲအထူးစီးပွားရေးဆောင်ကိစ္စကိုဆွေးနွေးတိုင်ပင်နေကြတဲ့ချိန်မှာထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ရှင်လက်ကိုထိုင်းတရားရုံးကနေပြီးတော့နော်သူတောင်ဝင်ထမ်းဆောင်တဲ့ကာလတော့ကဝန်ကြီးချုပ်ဖြစ်စဉ်ကာလတော့ကဒီစပါးချင်းဝင်ပြဿနာနဲ့ပတ်သက်လို့ထိုင်းအစိုးရတို့ထိုင်းနိုင်ငံရဲ့ထိခိုက်နေလာတဲ့အတွက်ဆိုပြီးတော့ထိုင်းဘက်ငွေ10မီလီယံ 我背上过，没强买点。那个银鼠啊，带上一点鼠了，没洗巴。 နော်ဒီပထမဆုံးကျမတို့ဒီဒဝေရင်းနဲ့စီမံကိန်းပေါ့နော်လက်ရှိဒဝေထူးစီဝိုင်းစုံထဲမှာပါတယ်ဒဝေရင်းနဲ့စီမံကိန်းကပထမဆုံးကျမတို့ထိုင်းနဲ့မြန်မာနှစ်နိုင်ငံအကြားမှာကျမတို့ပထမဆုံးထုတ်ဆိုကြရဲဆောင်ရွက်ကြရဲပြီးလို့ရှိရင်ဒီစီမံကိန်းအောင်မြင်လို့ရှိရင်ထိုင်းနဲ့မြန်မာနဲ့ကြားမှာနော်ယထာလန်ကာလန်ရှစ်လန်သွားဖောက်လို့မယ်ဒီကနေတစင်ကျမတို့နှစ်နိုင်ငံကျိုးတူစီဝိုင်းရေးလှုပ်ဆောင်မှုစီမံထားတာပေါ့နော်ဒီဒဝေထူးစီဝိုင်းရေးစုံလက်ရှိဒဝေထူးစီဝိုင်းရေးစီမံကိန်းဒီ260စီမံကိန်းဖြစ်တယ်အဲ့ဒီဒဝေအထူးစီဝိုင်းရေးစုံမှာရှိတဲ့ ဝက်ရင်းနဲ့စိတ်ကံအကောင့်ထဲပုံအောင်မြင်လို့ရှိရင်ဒီမှာဒပြိုင်နဲ့တည်းဒီစိတ်ကံမှာကုန်တင်တက်မော်20နဲ့5စီကန်းကန်းနိုင်မယ်ဒီတော့ကျမတို့ကအဲ့ဒီကနေပြီးအခွင့်အဝေးတွေမြောက်များစွာရရှိမယ်ဆိုတော့ထိုင်းနဲ့မြန်မာနဲ့ကအဲ့ဒီလိုအဆင်ပြေသွားလို့ရှိရင်လက်ရှိမှာစင်ကာပူနိုင်ငံနဲ့ထိုင်းဝမ်နိုင်ငံကရရှိနေတဲ့ဝင်ငွေရဲ့25ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိကျမတို့မြန်မာနိုင်ငံကရမယ် ဖြစ်တော့ကသူတို့ထမင်းအိုးကိုရိုက်ခွဲခံရမှာဆိုတဲ့အတွက်ကျမတို့ထမင်းအိုးကိုရိုက်ခွဲတယ်နိုင်ငံရေးရာကြုံပြုတ်တယ်ထိုင်းမှာနိုင်ငံရေးကြုံပြုတ်ခံရတဲ့အတွက်နိုင်ငံရေးကမောက်ကမဖြစ်ပြီးတော့ရင်းလဲဆိုတာပြုတ်ကြသွားတယ်ဒီစီမံကိန်းရလည်းရဆိုင်သွားတယ်နော်တဝယ်ရင်းနဲ့စီမံကိန်းရဆိုင်ရတယ်ပလဲအတွက်စီမံကိန်းရဆိုင်လိုက်ရတယ်အဲ့ဒီတော့ဒီခုကျမတို့ကရုရှားနဲ့အိန္ဒိယနှစ်နိုင်ငံပေါ့နော်နှစ်နိုင်ငံနဲ့ဒီတဝယ်ရင်းနဲ့စီမံကိန်းကိုပြန်ပြီးတော့ကောက်တဲဖော်နေရခြင်းဖြစ်တယ်ဒီတဝယ်ရင်းနဲ့စီမံကိန်းတဝယ်အထူးစည်းဝါးရေးဆောင်မှာ ကျမရင်းကလည်းပြောပြပါတယ်နော်အခုလည်းထပ်ပြောပါတယ်အာဆက်မှုဆောင်ခွန်းနှဆောင်ရှိမယ်အဲ့ဒီတွဲပြည်တွင်းပြပါမှာလည်းပဲရင်းနှီးမြှုပ်နှံမှုတွေလာမယ်အလုတ်ကန်ခွင့်လန်းနေတဲ့ပိုးပြီးများလာမယ်အဲဆိုတဲ့တွဲလက်ရှိမှာအိန္ဒိယနဲ့လက်ချင်နာဆာကအစိုးရရဲ့ကြားထဲမှာဗတ်သက်ရှုသူခွဲမှုတွေတချို့ကျမနဲ့အမြဲဒီနိုင်ငံရေးဆွေးနွေးနေတဲ့အန်ဒီတယောက်ရှိတယ်သူဆိုလို့ရှိရင်အဲလက်ရှိအိန္ဒိယကနေပြီးတော့ AA နဲ့ထိုက်ရိုက်တွေ့ဆုံပြီးတော့ပေါ့နော် AA ကို ဟို state actor model နဲ့ state actor အနေနဲ့တွဲဆောင်ဆွေးနွေးမှာကိုစိုးရိမ်ပြပန်းတာရှိတယ်ပေါ့ဒါပေမဲ့အာအိန္ဒိယဒီအမဲအစင်ထောင်တာသူတို့နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားကိုအရှိရှိတယ်လို့ကျမတို့မြန်မာနိုင်ငံကရဲ့အမျိုးသားကျိုးစီးပွားကိုအရှိရှိတဲ့အတွက် state actor model တခြားသောလူတွေနဲ့တွဲဆောင်ဆွေးနွေးမှာမဟုတ်ဘူးဆိုတာကိုအဓိကပြောပြခြင်းတဲ့အတွက်လက်ရှိမှာအိန္ဒိယတန်မတ်နဲ့เนาะကျမတို့တင်းလိုက်တဲ့ဝန်ကြီးချုပ်နဲ့တွဲဆောင်ပြီးတော့တဝဲထူးစီးပွားရေးဆောင်စီမံကိန်းအတွက်တွဲဆောင်ဆွေးနွေးနေကြတာရှိပါတယ်ဆိုတာကိုဝင်ဖတ်ပြီးစဖြစ်ပါတယ်နောက်တစ်ခုက ာတော့ငလင်းအကြောင်းပြောကြပြရှိခဲ့တယ်မန္တလေးစကိုင်းပြည်လာပေါ့နော်အဲ့ဒီကမှမနေ့ကမျိုးသမီးရုပ်လောင်၃ခုနဲ့ရွှေပိတ်တာချင်းတပိတ်တာဖဲရွှေပိတ်တာချင်းတပိတ်တာ90ရေငွေသားပိတ်1000ကျော်ဒီကူညီ90ရေးလုပ်နေတဲ့မိတက်တက်ခွဲတွေကရရှိခဲ့တယ် နော်ဆိုတော့ဒီညမှာနော်လူသားချင်းစာနာမှုနှလုံးသားတွေနဲ့ကုညီကယ်ဆယ်ရေးလုပ်ပြီးတော့အကျင့်စာရေးတိုင်းအင်ပဒံမှကောင်းမွန်ချွေပိဒါချင်းတပိဒါ90ဆိုတာများတိုက်ကိုများပြီးတော့လူတိုင်းမမောစရာပမာဏကြီးပေါ့နော်ငွေသားကလည်းတိတ်ထောင်ကျော်ရှိရဲ့ဒီဥစ္စာတွေကိုအကုန်လုံးနော်အဲဒီ လောဘဒေါသလူတိုင်းမှာလောဘဒေါသရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကိုကိုကြီးသိခါနဲ့ထိန်းချောင်းနိုင်တဲ့ဒီမိသက်တစ်ခွဲ့ဝင်တဲ့အကုံလုံးကိုသူတို့ရဲ့ကျင်စာရိတာတွေကောင်းမွန်မှုအတွက်စိတ်တက်တွေမုံမြမှုအတွက်ကျွန်မအင်မတန်မှလေးစားဂုဏ်ယူမိကြောင်ပြောလိုပါတယ်နော်ဒီနေရာမှာကျွန်မကျွန်မကိုကိုကျွန်မဥပမာပေးမယ်နော်အကျွန်မဒီလွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်လွန်ခဲ့တဲ့10နှစ်ဆိုကျွန်မအသက်16နှစ်လောက်က16 19ပေါ့အဲ့ဒီအချိန်တုန်းက အခုလိုလာကုန်ရဲ့ကြည်ပေါ့နော်အခုလိုလာကုန်ဒီနေ့28ရက်28ဆိုရင်အပဲပြုတ်ကျတော့29ခွန်6မောင်းနဲ့မြေ28ပေါ့နော်အဲ့လို28ရက်ဆိုတော့လာကုန်ရဲ့ဆိုငွေကြေးအင်မတန်ကျက်တယ်ကျက်တယ်တဲ့ခါကျတော့ကျွန်မတနင်္ဂနွေပိတ်ရက်ဆက်ယုံပိတ်ရက်လေးကျွန်မဈေးသွားတော့ကျွန်မလက်ထက်မှာငွေ1000ပဲပါတယ်ဆိုတော့အော်ဒီ1000နဲ့ငါဒီတပတ်စာဟင်းစားဘယ်လိုဝယ်ရမလဲပေါ့နော်ကျွန်မစိတ်ဆင်းနေရဲ့ပြီးစိတ်တည်ညစ်နေတဲ့အချိန်မှာလမ်းလျှောက်ရင်းနဲ့ကျွန်မတွေးမိတာ အော်ဒီချိန်မှာငါငွေလေးတပေါင်းလဲနောက်ထပ်တပေါင်းနဲ့တွေ့ရတော့ကောက်ရရင်ကောင်းပါပဲကျမရဲ့အတွေ့เนาะစိတ်ရဲ့ထွက်ပေါက်ဒီအကျက်တဲကနေစိတ်ရဲ့ထွက်ပေါက်နောက်တစ်ခုကျမရဲ့လောဘအဲ့ဒီမှာစိတ်ကအလိုတွေးလိုက်ထိုင်တယ်ပဲမျက်လုံးကတပြိုင်တည်းကျမလမ်းမှာဟိုကြည့်တကြည့်လိုက်ရှာတယောက်ယောက်များတယောက်ယောက်ကများပတ်စံတပေါင်းနဲ့တွေ့ရများကြာကြံခဲ့မလားဆိုပြီးကျမမျက်လုံးကနေအဲ့လိုတောင်းကြည့်မြောက်ကျင်နေလိုက်လျှောက်ပြီးတော့ရှာပြီးတော့ကျမကိုဈေးသွားနေအဲ့ဒီမှာကျမအတိဆက်ချင်းဝင်လာတယ်ဩ ဒီတပေါင်းနဲ့ကြပြောက်တဲ့လူကလက်အိတ်ထဲမှာတသိန်းပါလို့တပေါင်းလောက်ကြပြောက်တာကိစ္စမရှိပေမဲ့ငါလိုပဲငွေလေးတပေါင်းကိုလက်ထဲကင်ပြီးဈေးလာတဲ့လူသာဆိုရင်သူ့ရဲ့တပေါင်းသောဒီပတ်စံလေးကြပြောက်လို့ရှိရင်သူဘလောက်များ သူဘလို့များခံစားရမလဲဆိုတဲ့အတွေးကိုကျွန်တော်ဝင်လိုက်ချက်စင်းအကုကုကိုပြန်ပြီးထိန်းချောက်လိုက်တာဟာငါကိုရင်းစားတဲ့အတွက်ခေါင်းမပါလားဒီလိုတွေးနေတာငါသူများပတ်စံကိုဒီလိုအချောင်လိုခြင်းနဲ့စိတ်တက်ကငါစိတ်တက်ကတော်တော်နေကြပါလားဆိုပြီးကျွန်မကိုကုကုပြန်ပြီးရှက်မိရှက်မိပြီးကျွန်မစိတ်တက်ကိုကျွန်မချက်ချင်းပြုတ်ပြင်နိုင်လိုက်တယ်ပြောချင်တာက ငွေလေးတထောင်အောင်မှလူတွေမှာလောပါရှိဒါပေမဲ့အခုငွေသိန်းပေါင်းတထောင်နဲ့ရွှေပိတ်တဲ့ချိန်တပိတ်တာ90ရင်းတွေ့တာဟိုတော့မှပဲနော်တကယ်ဝအကျင့်စာရိတ်တွေကောင်းမွန်စွာနဲ့ပြန်ပြီးအနှံခဲ့တဲ့အတွက်ဒီမိသားတော်ဖွဲ့ဝင်အကုန်လုံးကိုလေးစားပါရယ်ဒီနေရာကနေအလေးပြုပါရယ်ကျမတို့နိုင်ငံမှာအဲ့ဒီလိုမျိုးအကျင့်စာရိတ်တာကောင်းမွန်တဲ့ရင်တွင်းသယံစာတာတွေမွေးမြူဖို့လိုအပ်ပါရယ်ကျမတို့မြန်မာနိုင်ငံမှာမြေပေါ်မြေရောက်သယံစာတာတွေများတယ်သို့တော့ ရှင်တွင်ပယံစာဒတဲ့ခေါင်းမအနေနဲ့အတွက်နော်ကျမတို့ကျေးသူကိုယူသေးရမယ်ရွယ်သူကိုလေးစားရမယ်ငယ်သူကိုသနာရမယ်လဲနေသူကိုထူပေးရမယ်အငယ်သူကိုအားပေးရမယ်ဆိုရဲကိုချင်းစာတဲ့နှလုံးသားတွေကျမတို့ရှင်ထဲမှာရှင်တွင်ပယံစာဒတဲ့ရှားပါအနေနဲ့အတွက်ကျမတို့ ပြည်သူတွေကျမတို့နိုင်ငံသူနိုင်ငံသားတွေအကြောင်းမှာအမုန်းတရားတွေကြီးထွားပြီးပြည်တွင်းစစ်ကြီးကြံ့ရနေခြင်းဖြစ်တယ်။ဆိုတော့ကျမတို့နိုင်ငံမှာနေပေါ်မြောက်တယံဇာတာတွေမြောက်များစွာရှိသလိုပဲကျမတို့ပြည်သူတွေတူးတောက်ချင်းစီရဲ့ရင်ထဲမှာလည်းရင်တွင်းတယံဇာတာတွေရှိဖို့လိုပါတယ်။ရင်တွင်းတယံဇာတာတွေမွေးမြူကြဖို့လည်းကျမတိုက်တွန်းချင်ပါတယ်။နောက်တစ်ခုအနေနဲ့ကလူတွေလူတွေတော်တော်တရားကြဖို့ကောင်းတယ်။ကျမပုံလေးတစ်ပုံပြမယ်။နော် ကျွန်မလေးဒီပုံလေးကိုလိုင်းပေါ်တင်ဖို့တော်တော်ကြီးစဉ်းစားရတယ်။ဟောဒီပုံလေးကျွန်မရင်တော့ဆိုလိုင်းပေါ်တီချင်တာ။ဒါပေမဲ့အော်ငါရဝတ်စားစီရင်မှုကအော်ငါနိုင်ငံရေးလုပ်နေတဲ့ငါအမျိုးသားရေးလုပ်နေတဲ့အဲ့ဒီတွေငါရဲ့ပုံရိပ်ကိုများထိခိုက်စေသမလား။ငါ့ကိုကြည့်နေတဲ့လူတွေရဲ့အမြင်မှာရောအမြင်ရိုက်သွားမလားဆိုပြီးဒီပုံလေးတစ်ခုတင်ဖို့ကျွန်မတော်တော်ကြီးစဉ်းစားယူပြီးကျွန်မမတင်ပြစ်ခဲ့ဘူး။ ော်နေရာမှာလေသူ့နေရာနဲ့သူရှိတာပေါ့နော်ဥမာကျမတို့ဘုရားကျောင်းကံသွားတဲ့အခါမှာကျမလုံချီနဲ့ချိတ်ထမင်းနဲ့ရင်မိုးအကြီးနဲ့သွားတယ်ဒါမှကျမကန်းချီသွားမယ်ပန်းဖြေသွားတဲ့အခါကျကန်းချီမှာလုံချီချိတ်ထမင်းရင်မိုးအကြီးနဲ့အဆင်မပြေတော့သူ့နေရာနဲ့သူဝေ့ရတာပေါ့နော်ဆိုတော့ဒီပုံလေးကျမလိုင်းမတင်ဖို့တော့မှကျမတော်တော်ကြီးကိုစိတ်ကိုချီတုံချတုံဖြည့်ပြီးကျမမတင်ခဲ့ဘူးဒါပေမဲ့ကျမကြီးဒါကအကောင့်တုကနေပြီးတော့เนาะဒီအကောင့်တုကနေပြီးတော့ကျမရဲ့ပုံကို AI အနေနဲ့လုပ်ပြီးတင်ထားတယ်။နော် အဲ့ဒီအကောင့်တွေဝင်ကြည့်တဲ့အခါမှာလေအာတရားဘိုးသုံးပုံတွေတရားချစ်တာတွေလွမ်းတာတွေကြိုက်တာတွေအဲ့လိုမျိုးတွေတင်ထားတာတွေ့တာလေကျမမြေုံနဲ့တင်အော်ဂလီဆန်တယ်နော်ဆိုတော့အတိပေးကျင်တာရှိပါတယ်เนาะကျမပြမယ်ဒီပုံတွေကကျမရဲ့ကိုယ်နာမည်ဖြတ်ဖို့အတွက် AI နဲ့လုပ်ထားတဲ့ပုံတွေ Photoshop လုပ်ထားတဲ့ပုံတွေဖြစ်တယ်အဲ့ဒီလက်ရှိကျမခုပြနေတဲ့အကောင့်တွေလည်းအကောင့်တူဖြစ်ပါတယ်